ရည်တများအားလုံးပဲမင်္ဂလာပါဒီနေ့မှာတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ရေနန်းတော်သမိုင်းကို တင်ဆက်ပေးခြင်းပါတယ်ခင်ဗျာငလင်လှုပ်ပြီးနောက်ပိုင်းအင်းဝဒေတာမှာပေါ်ထွက်လာခဲ့တဲ့ရေနန်းတော်ရာဇဝင်သမိုင်းကြောင်းတစိတစောင်းရေနန်းတော်ဆိုတာပါလေရှေးတုန်းကဘရင်တွေအေယော်ဒီမြစ်ထဲမှာတော်တလင်းလာလေးပြိုင်ပွဲကျင်းပါတာရေတပင်နဲ့ပတ်သက်တဲ့အခမ်းအနားတွေလုပ်ရင် ရေနန်းတော်မှာပဲရှင်မင်းကဒီမှာတဲပြီးတော့ယူစားတာပေါ့နောက်ပြီး ရှင်မင်းကခရီးထွက်လို့ပြန်လာတဲ့အခါမှာနန်းတော်နဲ့မဝင်ချင်းသေးဘူးဆိုရင်ရေနန်းတော်မှာပဲ ဝင်ပြီးနေလိုက်တာပေါ့ဟုရှေးဟောင်းသူတည်သည် စာရေးစရာပိုရှိရတနာပူရရှင်းပြလို့တီးခဲ့ရပါတယ်။ငလင်ကြောင့်စကိုင်းမင်းတိဆောက်ခဲ့တဲ့ရေနန်းတော်ကြီးအစိပိုင်းချူပေါ်လာခဲ့တယ်လို့လည်းသိရပါတယ်။6ရက်4လ2025ငလင်ကြောင့်ကောင်းမောင်ခေပါကြီးတော်စကိုင်းမင်းတိဆောက်ခဲ့သော ရေနန်းတော်ကြီးရဲ့အစိပိုင်းချူပေါ်လာခဲ့ကြောင်း ရှေးအောင်သူတည်သည့်စာရေးဆရာပိုရှိယတနာပူရာ၏ပြောပြချက်အရတည်ရှိခဲ့ရပါသည်။အဆိုပါရေနန်းတော်သည်မာဒီလီတိုင်းဒေသကြီးအင်းဝါမြို့အရှိမြောက်တောင်အရရှိအေယာဝရီမြစ်နှင့်ဒုထဝရီမြစ်တို့၏ဆုံရမှာတည်ရှိပါသည်။ရေနန်းတော်ဆိုတာကုန်းမောင်ခေဘာကြီးတော်ဇကိုင်းမင်းလက်ထက်မှာဒီရေနန်းတော်ကိုတည်ထောင်ခဲ့တာပဲဖြစ်ပါသည်။အခုရေနန်းတော်ကတော့ဘာကြီးတော်ဇကိုင်းမင်းလက်ထက်လက်ရပဲဖြစ်ပါသည်။ဒါပေမဲ့ တုတ်တဆောတဲ့စင်ပြူရှင်မြေထူးမင်းလက်ထက်မှာကလေးကအင်းဝမှာရေနန်းတော်ရှိခဲ့ပါလေအခုရေနန်းတော်ကအင်းဝမြို့ကို၄ချိန်မြောက်တည်ခဲ့တဲ့ဗာကြီးတော်ဇကိုင်းမင်းလက်ထက်မှာဒီရေနန်းတော်ကိုတိဆောက်ခဲ့တာပေါ့လို့စာရေးဆရာကိုဘိုရှိရတနာပူရာကပြောပြခဲ့ပါလေငလင်ကြောင့်ထွက်ပေါ်လာခဲ့တဲ့ ရေနန်းတော်ကြီးကိုဒူးဖော်တင်ပြီးအဆိုပါရေနန်းတော်ကြီးသည်အေရီမြင့်နဲ့ဒုထဝရီမြင့်ဆုံရာမှာတရှိတာကြောင့် ပြည်တွင်းပြည်ပခရီးသွားများလည်းအင်းဝမြို့မှာလေပတ်စရာတနေရဖြစ်လာနိုင်ကြောင်း၎င်းကဆိုပါလေရှီတုံးကရှင်ဘီရင်တွေကအေယော်ရီမြစ်ထဲမှာတော်တလင်းလာလေပြိုင်ပွဲကျင်းပါတာရေသပင်နဲ့ပတ်သက်တဲ့အခမ်းအနားတွေလှုပ်ရင်ရင်နန်းတော်တွေမှာပဲရှင်ဘီရင်ကဒီမှာတဲပြီးရှူစားတာပေါ့နောက်တစ်ခါရှင်ဘီရင်ကခရီးတွေထွက်လို့ပြန်လာတဲ့အခါနန်းတော်တွေမဝင်တော့ဘူးဆိုရင်ရင်နန်းတော်တွေမှာပဲဝင်ပြီးနေလိုက်တာပေါ့လို့ ၎င်းကဆက်ပြောပါရယ်ယခုရပိုင်အတွင်းလူမှုကွန်ရက်မှာ Facebook TikTok များမှာပြီးခဲ့သည့် match လာ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင်းအင်းဝမှာရေနန်းတော်ကြီးပေါ်လာခြင်းဖြစ်ကြောင်းနဲ့နန်းတော်ပနတ်အုပ်ခုံအလျားလိုက်ပေါ်လာခြင်းဖြစ်ကြောင်းကိုသိလဲရပါတယ်လူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့ရတနာပူရအင်းဝမြို့ဟောင်းရှိတရကင်းလေကားနဲ့ရေနန်းတော်တွေ့ရှိမှုအခြေအနေမန္တလေးတိုင်းဒေသကြီး တရဲဦးမျိုးနေရတနာပူရအင်းဝမျိုးဟောင်းစီရိုပုံမျိုးရိုးကြီးအပြင်ဘက်အရှိမြောက်တောင်မှာဂုံမောင်ခေဦးစင်ဖြူရှင်မင်းနေဇကိုင်းမင်းတို့လက်ထက်တိဆောက်ခဲ့သည့်ရေနန်းတော်ဆိုသည်မှာလက်ဝဲနော်ယထာအမတ်ဤပရပိုက်ပုံမှာတွေ့ရှိရပါတယ်။တမိုင်းမှတ်တမ်းများမှာရေနန်းတော်အကြောင်းဖော်ပြရာ၌စင်ကက်လေကားအိမ်ပါတော်တရက်ကင်းအုပ်လေကားကြီးများအဆောင်များကိုကျွန်းတစ်ဖြင့်တိဆောက်ခဲ့ကြောင်းဖော်ပြထားပါတယ်။ ထို့အတူယတနာပူရစတုထမြို့တီနန်းတီတန်လျက်ဆွင့်မြေတွင် ဆောက်လုပ်ခဲ့သည့်ရင်နန်းတော်မှမူစက်ကက်လေးကားအိမ်ပါတရက်ကင်းအုပ်ခုံလေးကားကြီးငါစဉ်ပြတ်တက်နှင့်ဇေတဝင်းဆောင်အပါအဝင် အဆောင်စုစုပေါင်း78ဆောင်ပါဝင်သည်ကိုလည်းပရာဘိုက်တစ်ခုမှတွေ့ရှိရပါသည်အဆောင်78ဆောင်အနက်ရေအိမ်တော်ပါထဲ့တွေ့ပါကအဆောင်20ရှိမည်ဟုခန့်မှန်းရပါသည်အစိုးရအဆောင်များကို မြမပြီးသူကနီးပညာအတိုင်းမြေဝင်တသူကြောရက်တလံအမြင့်တွင်ကြံခင်းလျက်အပေါ်ပိုင်းမှာတဆိုင်ရာမင်ခံမင်းနာ အဆောင်များပါဝင်မိဟုယူဆရပါသည်မြမတမိုင်းတွင်ရေနန်းတော်ဟုသည် အုတ်ချုပ်သူဘရင်မင်းကိုယ်တိုင်ဦးစီးပြီးခေါင်းဆေးမင်္ဂလာပြုခြင်းအတာရည်တပင်ဆင်နွှဲခြင်းရည်တပင်ဆင်ရင်ကျင်းပရန်အတွက်အရေးပါသည့်အဆောင်တော်များလည်းဖြစ်ကြောင်းသိရပါသည်ယခုတွေ့ရှိရသည့်ရေနန်းတော်ဟု ယူဆနေရတဲ့ အစအုံဤတောင်ဘက်မှာရှိတဲ့တရကင်းလီကအစိပ်ပိုင်းများကို2009ခုနှစ်တွင်ဒေတာကန်အုပ်ပုပ်လုပ်ငန်းဆောင်ရွက်ရာမှစတင်တွေ့ရှိခဲ့တဲ့အတွက်ရှေဟောင်သူတည်သနာနှင့်အမျိုးသားပြတိုက်ဦးစီးဌာနကထိမ့်သိမ်းထားရှိခဲ့ပြီး28ရက်3လ2025ရက်နေ့မှာလှုပ်ခဲ့သောပြင်းထန်ကြီးမားတဲ့ငရင်ကြီးတစ်ခုကြောင့်ရခင်တွေ့ရှိထားသည့်လှေကားကုန်နှင့်ဆက်ဆက်လျက်ရှိသောယဉ်ကျေးမှုအမွေအနှစ်များကိုအကွယ်ကြောင်းများကြမှာ ထပ်မံတွေ့ရှိလာရခြင်းဖြစ်ပါသည်။ထို့ကြောင့်6ရက်4လ2025ရက်နေ့မှစတင်ပြီးရှေးဟောင်းသူတည်တနာနဲ့အမျိုးသားပြတိုက်ဦးစီးဌာနမန္တလေးဌာနခွဲကစံသက်ဒူဖော်ခဲ့ရမှာ အရှိမြောက်တရကင်းလေးကားဤတရကင်းဘုံမြောက်ဖက်လက်တန်နဲ့စင်ကတ်အုတ်ခုံတို့ကိုဒူဖော်တွေ့ရှိခဲ့ပြီး ပနက်အုတ်ခုံအလျားဆယ်ပေ6လက်မှ အနက်3ပေ8လက်မှအုတ်ခံတောင်ကျူ2ပေ6လက်မှ အုတ်ခုံမလေကားအထွတ်ကိုနန်းချိုဆက်ရှိလက်မလက်ယုံတောင်ချိုရှစ်လက်မကိုနန်းချိုမှတရက်ကင်းအစုံဆက်တပီလေးလက်မတို့ကိုဒူးဖို့တွေးရှိထားပြီးဆက်လက်ဒူးဖို့သူတည်တနာပြုလုပ်လျက်ရှိပါသည်လက်တလောစမ်းသက်ဒူးဖို့တွေးရှိကြအရာပရပိုက်ပုံဆွဲများတွင်တွေးရှိရသည်ရေနန်းတော်ကဲ့သို့အစာအုံများစွာပါဝင်သည့်ကြီးမားသောအစာအုံမျိုးမဟုတ်နိုင်ကြောင်းနှင့်အလျားပေနေရာမှ250ပေနေရာ အနံပေနေရခန့်တစ်သားတိုင်းများဖြင့်တရက်ကင်းလေကားကုန်ကို တွဲဆက်တိဆောက်ထားသောအဆောက်အုံမျိုးဖြစ်နိုင်ကြောင်းအနီးဆက်ဆုံးနှိုင်းရှင်ရာတွင် အင်းဝဘာဂရာတစ်သားကြောင်းမန္တလေးမြို့ရှိရွှေနန်းတော်ကျောင်းများကဲ့သို့တရက်ကင်းလေကားရှိခုမှဆယ်ခုအထက်ရှိနိုင်သောအဆောက်အုံမျိုးဖြစ်နိုင်ကြောင်းရှင်မြမမင်းများအသုံးပြုခဲ့တဲ့ရေနှင့်သက်ဆိုင်သောပွဲလန်းသဘင်အခမ်းအနားများကျင်းပသည်ကိုကြည့်ရှုရမှာအသုံးပြုတဲ့အဆောက်အုံမျိုးပိုး၍ဖြစ်နိုင်ကြောင်း ရင်နန်းတော်ထက်ရင်နန်းဆောင်ဟုသာသုံးသင့်ပါကြောင်းအချုပ်အပြင်ပရပိုက်မှာပါရှိတဲ့ရင်နန်းတော်ကဲ့သို့ကြီးကျယ်သည့်အဆောင်အခန်းများပါဝင်သည့်အစအုံမဖြစ်နိုင်ကြောင်းကိုကနဦးလေးလာတွေ့ရှိသုံးသပ်ရပါသည်တို့ဖြစ်ပါ၍တာသနာရေးနှင့်ယဉ်ကျေးမှုဝင်ကြီးဌာနရှေဟောင်းသူတည်တနာနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေနဲ့မြမရှေဟောင်းယဉ်ကျေးမှုအမွေနှင့်များအားအစဉ်တစိုက်တူဖော်ထင်းထင်းချင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာယခုငလင်ကြီးကြောင့် ထွက်ပေါ်လာခဲ့တဲ့အင်းဝါခေယဉ်ကျေးမှုအဆောက်အုံအမွေနှစ်ကိုစနစ်တကျဖော်ထုတ်ထိန်းသိမ်းသွားပြီးအများပြည်သူလေ့လာနိုင်ရန်အတွက်စီမံဆောင်ရွက်လျက်ရှိတယ်လို့သိရပါဗျ။ပြည်ထောင်များခင်ဗျာဒီကနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုတော့ဒီမှာပဲရှင်းပြပါောင်းမယ်ခင်ဗျာ။နားဆင်အားပေးခဲ့ကြတဲ့ပြည်ထောင်များအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။